အမှန်တမ်းပြောရင်တော့ကျွန်တော်ကအာ presenter တယောက်အနေနဲ့ရက်တီလာဆိုရင်10နှစ်ရှိခဲ့ပြီပေါ့10နှစ်ရှိခဲ့ပြီအဲဒီဆယ်စုနှစ်အတွင်းမှာကျွန်တော်ပရိသတ်ပေးတဲ့လောက်ဖို့ကင်ဘတ်တွေဒီလို media အပါဝင်ပေါ့ client နဲ့လောက်ဖို့ကင်ဘတ်တွေ senior တွေပေးတဲ့ကျွန်တော်နေရာတစ်ခုရရခဲ့ပြီပေါ့လေဆိုတော့အဲ့တော့အဲ့လိုမျိုးစနစ်တာဖြတ်တန်းပြီးရဲ့အခါမှာကျွန်တော်ကိုလည်းဒီ social media ကနေဖြစ်စေအပြင်မှာ in person ဖြစ်စေဒီကျွန်တော်ရဲ့ အဲအတက်ပညာတွေကို sharing လုပ်ဖို့ပြောလာတာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒါပြောခဲ့တာတော့ကြာပြီဒါပေမဲ့အခုတော့ဒီနှစ်မှာတော့ကျွန်တော်စပြီးတော့လုပ်ဖြစ်ပါ Personal grooming course အနေနဲ့ဆိုတော့ကျွန်တော် company တွေကိုအတန်းလိုက်လုပ်ပေးခဲ့တာဆိုတော့ခုနှစ် company ခုနှစ်ခု၈ခုလောက်တော့ရှိပြီပေါ့ဆိုတော့အာဒါကိုပိုင်းအနေနဲ့ပေါ့လေတယောက်တည်းတယောက်တည်းဥဆောင်ပြီးတော့တယောက်တည်းသင်ပေးခဲ့ရပါလေအဲ့တော့ခုနှစ်ခုလောက်ရှိပြီအဲ့တော့ personal course ဒီ MC course ကတော့အခုမှစမှာပါအခု batch 1ဖြစ်မှာပါ မှန်ပါတယ်ကျွန်တော်ဟိုတကယ့်ကို compact အလိုတကယ့်ကိုကြစ်ကြစ်လစ်လစ်ဖြစ်အောင်ကိုလေဘာလို့ဒီ kick ကအလုံးကအဲအချိန်တွေက24နာရီရှိတာဆိုပေမဲ့လို့စိတ်ဝင်စားစရာလောက်စရာတအားများတော့တခုခုကိုအချိန်ပေးဖို့အတွက်ကလူတွေအတွက်အချိန်နည်းလာတယ်ဆိုတဲ့သဘောမျိုးမှာရှိနေတယ်အဲ့တော့အချိန်နည်းနည်းလေးအတွင်းမှာပေါ့အဲ့တော့ထိထိမိမိနဲ့ဖြစ်သွားအောင်လို့ကျွန်တော်ရဲ့10နှစ်တာကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကျွန်တော်ကိုတင်ခဲ့ပေးတယ်ကျွန်တော်ရဲ့ဆရာမဒီချေဒေါတင်မိုးလွင်ရဲ့သူတင်ပေးခဲ့တဲ့ ပညာရက်တွေအပြင်ခုခေတ်က AI ခေတ်ဆိုတော့ကျွန်တော်တို့ကဒီ AI နည်းပညာတွေအသုံးပြုပြီးတော့ဖန်တီးထားတဲ့ကျွန်တော်ရဲ့ course ရှိတယ်ပေါ့လေတကယ်ကိုချစ်ချစ်လေးနဲ့ compact course ပေါ့ဆိုတော့အဲ့ဒါကိုခုနကကျွန်တော်ပြောသလိုပဲ7နှစ်တာအတွေ့အကြုံတွေကို7ရက်လောက်အတွင်းမှာရသွားနိုင်ဖို့အတွက်ပြင်ဆင်ထားပါတယ်ခုအမှန်တိုင်းပြောရင်တော့ကျွန်တော်ကအာ presenter တယောက်အနေနဲ့ရက်တီလာဆိုရင်7နှစ်ရှိခဲ့ပြီပေါ့7နှစ်ရှိခဲ့ပြီအဲဒီ7ခုနှစ်အတွင်းမှာကျွန်တော်ပရိသတ်ပေးတဲ့ လုတ်ဖို့ကင်ဘတ်တွေဒီလိုမီဒီယာအပါအဝင်ပေါ့ client နေလုတ်ဖို့ကင်ဘတ်တွေစီနီယာတွေပေးတဲ့ကျွန်တော်နေရာတစ်ခုကိုရရခဲ့ပြီပေါ့လေဆိုတော့အဲ့တော့အဲ့လိုမျိုးစနစ်တာဖြတ်သန်းပြီးရဲ့အခါမှာကျွန်တော်တို့လည်းဒီ social media ကနေဖြစ်စေအပြင်မှာ in person ဖြစ်စေဒီကျွန်တော်ရဲ့အဲအတတ်ပညာတွေကို sharing လုပ်ဖို့ပြောလာတာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒါပြောခဲ့တာတော့ကြာပြီဒါပေမဲ့အခုတော့ဒီနှစ်မှာတော့ကျွန်တော်စပြီးတော့လုပ်ဖြစ်ပါတော့မယ်ဆိုတော့အဲ့တော့ကြည့်ကြတဲ့တင်တန်းကိုဒီ personal grooming လို့ခေါ်တဲ့အတန်းကိုကျွန်တော်အရင်စခဲ့တာပေါ့လေအဲ့ဟာကိုကျွန်တော်တင်လာတော့အခုဒီ6လဆိုရင် 6လပိုင်းဆိုရင်တစ်နှစ်ပြည့်တော့မယ်အခုလောလောဆယ်ကျွန်တော် company alike company တွေကိုသူတို့ရဲ့ဟို company တီးတန့်တီးတန့်အဲ company မှာသူတို့ဝန်ထမ်းတွေအတွက်တီးတန့်လုပ်ပေးတာပေါ့ဗျာအဲ့လိုမျိုးအတန်းတွေကနေအခုတော့ကျွန်တော် အာဒီ public speaking and master of ceremony ပေါ့အဲ့တော့လူရှိမှာစကားပြောတဲ့ခါမှာဘယ်လိုပြောရလဲခန္ဓာမှုတယောက်အနေနဲ့ပြောဆိုတင်ဆက်တဲ့နေရာမျိုးမှာဘယ်လိုမျိုးလုပ်ရသလဲဆိုတဲ့အကြောင်းအရာကိုမျှဝေပေးတော့မယ်ဆိုတော့အဲ့တော့ personal grooming course စခဲ့တာတော့တစ်နှစ်လောက်ရှိပြီအဲဒီ presentation နဲ့ကျွန်တော်ရဲ့ MC course ပေါ့လေဒီသင်တန်းကတော့ကျွန်တော်အခု6လပိုင်းဆိုရင်စပါ Personal grooming course အနေနဲ့ဆိုတော့ကျွန်တော် company တွေကိုအတန်းလိုက်လုပ်ပေးခဲ့ရဆိုတော့9 company 9ခု10ခုလောက်တော့ရှိပြီပေါ့ဆိုတော့ အာဒါကိုပိုင်းအနေနဲ့ပေါ့လေတယောက်တည်းတယောက်တည်းဥဆောင်ပြီးတော့တယောက်တည်းတင်ပေးခဲ့ရပါလိမ့်အဲ့တော့ခုနှစ်ခုလောက်ရှိပြီအဲ့တော့ personal course ဒီ MC course ကတော့အခုမှစမှာပါအခု batch 1ဖြစ်မှာပေါ့ဟို MC course အဓိကတော့ရှင်းပါတယ်ကျွန်တော်တို့အဓိကကတော့ဟို ရောဘယ်လိုခေါ်မလဲတူတူလိုလိုနဲ့မတူတာရှိတယ်လေအဲ့ဒါဘာလဲဆိုတော့ဒီ public speaker ပေါ့နော်လူရှိမှစကားပြောတဲ့အလုပ်ကဒါလူတိုင်းလုပ်လို့ရတယ်လူတိုင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့ company CEO ကိုလည်းလုပ်မှာပဲအဲ့တော့ကျွန်တော်တို့ meeting မှာဆိုလဲလူရှိစကားထွက်ပြောရတာပဲအဲ့တော့အလုပ်တစ်ခုလုပ်နေတဲ့လူတွေအကုန်လုံးသိကြတယ်လူရှိမှစကားထွက်ပြီးပြောတဲ့ကိစ္စပါလာမယ် โอเคအဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ presenter ပေါ့ presenter ဆိုလို့ရှိရင်ကျွန်တော်တခုခုကို presentation လုပ်ရတဲ့သူတွေပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ product အကြောင်းတွေကိုဖြစ်စေအဲဒါမှမဟုတ်ကိုတိပိသားအကြောင်းအရာတွေကို sharing လုပ်တယ်ပေါ့ message တခုခုပေးတယ်လိုအပ်ရင်ပစ္စည်းတွေနဲ့ကျွန်တော်တို့ကဒီ visual ပြပြီးတော့ powerpoint slide တွေဖြစ်စေ product တွေဖြစ်စေ present လုပ်တယ်ပေါ့နောက်ဆုံးကျွန်တော်တို့ကဒီဟိုအလှကုန် အလှကုံရောင်းတဲ့ညီမလေးတွေကအစားပေါ့သူ present လုပ်ရတာပေါ့ဒီ cosmetic ကဘာကောင်းတယ်ဘလို့ကောင်းတယ်ဆိုတာမျိုးပေါ့လေဒါဆိုလဲ present လုပ်နေရတဲ့သူပေါ့အဲ့ဒီကနေကျွန်တော်တို့ TV presenter အထိ TV ထဲမှာ present လုပ်တဲ့ TV အစီအစဉ်တင်ဆက်သူဆိုတဲ့ဟာမျိုးရှိသလို MC လို့ခေါ်တဲ့ master of ceremony ကြတော့အဲ့ဒါတွေထပ်ပိုပြီးမြင့်သွားတာပေါ့ဆိုလိုချင်တာစကားပြောတတ်နေုံပဲမဟုတ်ပဲနဲ့ ွဲကြီးတစ်ခုလုံးကကိုယ့်လက်ထဲမှာရှိနေပြီးတော့ဒီပွဲကြီးရဲ့ client ရဲ့ရည်ရွယ်ချက်တွေအထမြတ်ပါမယ်ပွဲကိုတက်တဲ့ပွဲလာသူတွေအကုန်လုံးကလည်းဒီကျွန်တော်တို့စီစဉ်ထားတဲ့ agenda တွေထဲမှာအသာအရာလိုက်ပြီးတော့စီးမျောနိုင်အောင်လုပ်ပေးရတဲ့ management skill တွေလိုတာပေါ့အဲ့ဒါကို MC လို့ခေါ်တာပေါ့အဲ့တော့အဲ့ဟာတွေရဲ့မတူကွဲပြားမှုတွေကိုပြောပြမှာပေါ့ကျွန်တော်အဲ့ဒီမှာဆိုရင်တော့အခုဒီ joint course မှာကျွန်တော် prepare လုပ်ထားဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့10နှစ်တာအတွေ့အကြုံကိုအချိန်တိုလေးအတွင်းမှာဒီ online ကနေ landing လုပ်လို့ရအောင်ကျွန်တော် video recorded video တွေ prepare လုပ်တယ်အဲ့ ဲ recorded video တွေနဲ့အတူတူကျွန်တော်ကဟိုအခုလောလောဆယ် online ကနေပေါ့ zoom ကနေတစ်ဆင့် online ကနေကျွန်တော်သင်ပေးမယ်အဲ့တော့အဲ့လိုသင်ပေးရင်အဲ့ဒီမှာဟို practice လုပ်ပြီးတော့ तू ကအဓိကကဘာလဲဆိုတော့စကားတော့လူတိုင်းပြောနေကြတာပဲဒါပေမဲ့ဖြောင်းဖြောင်းဖြူဖြူနဲ့ခုနကျွန်တော်ပြောတဲ့ရည်ရွယ်ချက်တွေအထမြတ်အောင်ပြောနိုင်ဖို့ကကျတော့လေ့ကျင့်မှုလိုတယ်အဲကျွန်တော်တို့လည်းမွေးကလေးကကောင်းခဲ့တာမဟုတ်ဘူးဒီလိုပဲတည်ရင်လေ့ကျင့်ရခဲ့တာဆိုတော့လူတွေကိုလည်း အဲတင်ယူရင်လေ့ကျင့်ရင်ရနိုင်တယ်ဆိုတဲ့ message ကိုပေးရင်ねတင်ယူတာတွေပါမယ်လေ့ကျင့်တာတွေပါမယ်ပေါ့အဲ့တော့ကျွန်တော် recorded video တွေပါမယ်ကျွန်တော် online ကနေ live ဒီဒီ online ကနေကျွန်တော်တို့ zoom နဲ့သင်ပေးတဲ့ဟာတွေပါမယ်ပြီးတော့သူတို့ practice လုပ်တဲ့ဟာတွေကိုကျွန်တော်တို့ကပြန်ကြည့်ပြီးတော့ feedback လုပ်တဲ့ဟာတွေပါမယ်ပေါ့ဆိုတော့အဲ့တော့ကျွန်တော်ရဲ့10နှစ်တာအတွေ့အကြုံကိုကျွန်တော်တို့ဒီ10ရက်လောက်အတွင်းမှာအချိန်တိုအတွင်းရသွားနိုင်အောင်ကျွန်တော်ပြင်ဆင်ထားတယ်အဲတဦးချင်းစီရဲ့ legend မှုပေါ်မူတည်ပြီးတော့တလနဲ့တိုးတက်လာတာရှိရင်ရှိမယ်10ရက်နဲ့တိုးတက်သွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့တစ်နှစ်လောက်မှတိုးတက်တာလည်းဖြစ်နိုင်တယ်ဒါကတော့အဲတက်ရောက်မဲ့သူတွေရဲ့သူတွေကြိုးစားအထောက်မှုနဲ့ အဲသူတို့ရဲ့လေးလာနိုင်မှုပေါ်မူတည်မှာပေါ့မှန်ပါတယ်ကျွန်တော်ဟိုတကယ့်ကို compact အလိုတကယ့်ကိုချစ်ချစ်လစ်လစ်ဖြစ်အောင်လို့ပါဆိုတော့ဒီ kick ကအားလုံးကအဲအချိန်တွေက94နိုင်ရှိတာဆိုပေမဲ့လို့စိတ်ဝင်စားစရာလှုပ်စရာတအားများတော့တစ်ခုခုကိုအချိန်ပေးဖို့အတွက်ကလူတွေအတွက်အချိန်နည်းလာတယ်ဆိုတဲ့သဘောမျိုးမှာရှိနေတယ်အဲ့တော့အချိန်နည်းနည်းလေးအတွင်းမှာပေါ့အဲ့တော့ထိထိမိမိနဲ့ဖြစ်သွားအောင်လို့ကျွန်တော်ရဲ့ဆယ်နှစ်တာကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကျွန်တော်ကိုသင်ခဲ့ပေးတယ်ကျွန်တော်ရဲ့ဆရာမဒီချေဒေါတင်မိုးလွင်ရဲ့သူသင်ပေးခဲ့တဲ့ ပညာရက်တွေအပြင်ခုခေတ်က AI ခေတ်ဆိုတော့ကျွန်တော်တို့ဒီ AI နည်းပညာတွေအသုံးပြုပြီးတော့ဖန်တီးထားတဲ့ကျွန်တော်ရဲ့ course ရှိတယ်ပေါ့လေတကယ်ကိုချစ်ချစ်လေးနဲ့ compact course ပေါ့ဆိုတော့အဲ့ဒါကိုခုနကကျွန်တော်ပြောသလိုပဲ7နှစ်တာအတွေ့အကြုံတွေကို7ရက်လောက်အတွင်းမှာရသွားနိုင်ဖို့အတွက်ပြင်ဆင်ထားပါတယ်။ညာတကယ်တော့ online ရဆိုလို့ရှင်တော့လူတွေအတွက်ပို့ပြီးတော့ အထီရောက်မြန်ဆန်မှုရှိမလားလို့လေအဲ့တော့ important အနေနဲ့လဲကျွန်တော်ကကျွန်တော်မှာတင်တန်းလဲကျွန်တော်ကို support လုပ်ပေးတဲ့လူတွေရှိတော့တင်တန်းခန့်မှလည်းရှိနေပြီဆိုတော့ mooring ကြတော့လာရတာခက်ခဲနေမှာဆိုလို့ပါအဲ့တော့ important လဲလှုပ်သွားမယ်အခုလောလောဆယ်ပထမဦးဆုံးနေကျွန်တော် online ကနေသွားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီကျွန်တော်စီမှာ join ထားတဲ့တင်တန်းသားတွေကို on job training လို့သဘောမျိုးပေါ့ကျွန်တော်သွားတဲ့ပွဲတွေကိုအလှည့်ကျသူတို့ခေါ်သွားပြီးပြီးတော့ကျွန်တော်ကကျွန်တော်တင်ထားပြီးတဲ့ဟာတွေကိုလက်တွေ့မှာကျွန်တော်အသုံးချတဲ့ဟာကို like ကြည့်ပြီးတော့ တင်ပေးမယ်ပေါ့လေဆိုတော့အဲ့တော့ကျွန်တော် prepare လုပ်ထားတာအဲ့လိုပါ6လပိုင်းမှာစဖို့စဉ်းစားထားပါတယ်အဲ6လပိုင်း6ရက်နေ့မှာအာစလိုက်ပြီးတော့ကျွန်တော်အဲ့ပထမအဦးဆုံးတက်မိသူတွေကိုလည်း discount ပေးသွားဖို့အတွက်ကျွန်တော်စီစဉ်ထားပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်အခုလိုမျိုး popular နေကျွန်တော်ရဲ့အဲတင်တန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုလိုမျိုးမျှဝေခွင့်ပေးလို့အများစားကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကိုတင်တန်းဘယ်တော့တက်ရမလဲကျွန်တော်လိုမျိုးစကားပြောတတ်ခြင်းနဲ့ကျွန်တော်လိုမျိုးအာကျွန်တော်စီကနေတင်ယူလေ့လာခြင်းနဲ့သူတွေအတွက်တော့ကျွန်တော်အခုလာမယ့်2025ခုနှစ်ဇွန်လ 6ရက်နေ့လောက်မှာစတင်ပြီးတော့ကျွန်တော်ရဲ့ public speaking and mc course တွေကိုစတင်ပြီးတော့ကျွန်တော်တင်ပေးပါတော့မယ်အဲ့ဒီခါမှာကျွန်တော်ကိုအဲ social media ကနေ direct message ပို့ပြီးတော့ဖြစ်စေကျွန်တော်ကို chat box ကနေဖြစ်စေအမေးမြန်းပြီးတော့ဆက်သွယ်ပြီးတော့တက်ရောက်နိုင်ပါတယ်ခင်ဗျာအဲကျွန်တော်တက်ထားတဲ့ပညာတွေကိုမချွင်းမချန်အကောင်းဆုံးပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လူရှိမှစကားထွက်ပြောခြင်းတဲ့လူတွေအခမ်းအနားမှုပညာရက်ကိုစိတ်ဝင်စားတဲ့လူတွေအတွက်မဖြစ်မနေတက်ရောက်ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်